When I was 7 I met her. ကျမအသက်9နှစ်မှာသူမနဲ့တွေ့ခဲ့ပါတယ်။ One တော့အချိန်မှာတော့အခါမှာ I was 7ကျမအသက်9နှစ် I met her. အရင်ကျမက met တွေ့ဆုံခဲ့ပါတယ် her သူမကို She moved into the house next door. သူမကကျမတို့ရဲ့ဘေးအိမ်ကိုပြောင်းလာခဲ့တာပါ။ she သူမက moved into ဆိုတာကပြောင်းရွှေ့လာခဲ့တာအိမ်နေပါရပြောင်းလာတာမျိုးနေထိုင်စရာပြောင်းလာတာမျိုး move into လို့ပြောတယ်အဲ့တော့ she moved into သူမကပြောင်းရွှေ့လာခဲ့ပါတယ် the house next door the house အိမ်ကိုဘယ်လိုအိမ်လဲဆိုတော့ next door ကျမတို့ရဲ့ဘေးချင်းကရက်ကအိမ် next door ဆိုတာကဘေးကရက်ကကိုပြောတယ် we became best friends immediately ချက်ချင်းပဲကျမတို့တငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ်။ we ကျမတို့က became ဖြစ်သွားခဲ့ကြတယ် best friends အချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားခဲ့ကြတယ် immediately ချက်ချင်းပဲ immediately ဆိုတာကချက်ချင်းပဲလို့ပြောတယ်။အဲ့တော့ we became best friends immediately ချက်ချင်းပဲကျမတို့တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ we became inseparable ကျမတို့အမြဲတမ်းတွဲတွဲရှိခဲ့တယ်လေအဲ့တော့ separable ဆိုတာကိုအရင်ပြောမယ်နော် separable ဆိုတာကခွဲလို့ရတာကိုပြောတယ်အရာဝတ္ထုပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်ခွဲလို့ရတာမျိုးပြောတယ်အဲ့တော့ inseparable ဆိုတော့ခွဲလို့မရဘူးကျမတို့ကခွဲလို့မရနိုင်အောင် ဖြစ်ခဲ့တယ်ဆိုတော့ဘာလဲဆိုအမြဲတမ်းတွဲတွဲရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် we became inseparable we rode bicycles to school and shared snacks ကျမတို့ကြောင်းကိုအတူတူဘိန်းစီးသွားကြပြီးတော့မုံတွေလည်းအတူတူစားကြတယ်။ We ကျမတို့က rode bicycles စပိန်တွေစီးခဲ့ကြတယ်။ဘယ်ကိုလဲဆိုတော့ to school ကျောင်းသွားရင်စပိန်တွေအတူတူစီးသွားကြတယ်ပြီးတော့ shared မျှဝေပြီးစားခဲ့ကြတယ်။ snacks မုံတွေကို Every day after school we played badminton until sunset ၄တိုင်းကျောင်းဆင်းရင်မောင်နဲ့အထီးကျက်တောင်ရိုက်ကြတယ်။ every day နေ့တိုင်းနေ့တိုင်း after school ဆိုတာကကျောင်းပြီးတော့အခါလို့ပြောတာမျိုးမဟုတ်ဘဲနဲ့ကျောင်းဆင်းတဲ့အချိန်ကိုပြောတယ်။အဲ့တော့ every day after school နေ့တိုင်းကျောင်းဆင်းတဲ့အချိန်မှာ we ကျမတို့က played badminton badminton ဆိုတာကြက်တောင်ကိုပြောတယ်။အဲ့တော့ we played badminton ကျမတို့ကြက်တောင်ရိုက်ခဲ့ကြတယ် until die out ပဲထိတိုင်အောင်လဲဆိုရင် sunset နေဝင်သွားတဲ့တိုင်အောင် she always won but i didn't mind သူမကပဲအမြဲတမ်းနိုင်တယ်ဒါပေမဲ့ကျမစိတ်ထဲမှာဘလို့မှမနေပါဘူးစိတ်ထဲမှာတငယ်ချင်းဆိုတော့သူနိုင်ကိုနိုင်ဘလို့မှမနေဘူးလို့ပြောတယ်အဲ့ရှိသူမကပဲ always အမြဲတမ်း one နိုင်နိုင်ခဲ့တယ် one ဆိုတာက W I N win ရဲ့ verb 2ဖြစ်တယ်အဲ့တော့ she always won သူမကပဲအမြဲတမ်းနိုင်ရခဲ့တယ် but ဒါပေမဲ့ I ကျွန်မက didn't mind စိတ်ထဲမှာဘလို့မှမနေပါဘူး mind ဖြစ်တယ်ဆိုတာကစိတ်ထဲမှာတခုခုခုသွားတာမျိုးစိတ်ဆိုးသွားတာမျိုးကိုပြောတယ်အဲ့တော့ I didn't mind ဆိုတော့ကျွန်မစိတ်ထဲမှာဘလို့မှမနေပါဘူး When we were 12 her father got a job transfer to Canada one တော့အခါ we were 12ကျမတို့ဆန်းနှစ်နှစ်အရွယ်ရောက်တဲ့အခါမှာ her father သူမရဲ့အဖေက got ရရှိခဲ့ပါတယ်ဘာကိုလဲဆိုရင် a job transfer job transfer ဆိုတာကကျွန်တော်အလုပ်ပြောင်းမှုကြာလာတာမျိုးပေါ့နော်ဘယ်လိုလဲဆိုတော့ to canada canada ကို i cried when she told me they were moving သူတို့ပြောင်းကြတော့မယ်လို့ပြောတော့ငါကျမငိုလိုက်ရတာ I and my cried ငိုခဲ့ရတယ်။ One တော့အခါမှာ she told me သူမကျွန်မကိုပြောခဲ့တဲ့အချိန်မှာ they were moving သူတို့ပြောင်းရွှေ့ကြတော့မယ်လို့ကျွန်မကိုပြောတဲ့အခါမှာငိုခဲ့ရတယ်။ I cried when she told me they were moving On the last day we promised to stay friends forever နောက်ဆုံးနေ့မှာတော့တသက်လုံးတငယ်ချင်းတွေအဖြစ်နေသွားကြမယ်လို့ကျွန်မတို့ကတိထားခဲ့ကြတယ်။ on the last day ဆိုတာကသူတို့မပြောင်းရွှေ့ခင်နောက်ဆုံးနေ့ကိုပြောတယ်အဲ့တော့ကိစ္စတစ်ခုခု မလုပ်ခင်နောက်ဆုံးနေ့ကို on the last day လို့ပြောတယ် we promised ကျမတို့ကတိထားခဲ့ကြတယ်ကတိပြုခဲ့ကြတယ် to stay friends တငယ်ချင်းတွေအဖြစ်နေသွားဖို့ forever တသက်လုံး now we are both 28 အခုကျမတို့နှစ်ယောက်စလုံး28နှစ်ရှိပါပြီ။ Now အခု we are both ကျမတို့နှစ်ယောက်စလုံး we are ကျမတို့ both ဆိုတာကနှစ်ခုစလုံးနှစ်ယောက်စလုံးလူဆိုတော့နှစ်ယောက်စလုံးပေါ့ကျမတို့နှစ်ယောက်စလုံး28နှစ်ရှိပါပြီ။ I work as a teacher. She works at a company. ကျမကဆရာမအလုပ်လုပ်ပြီးတော့သူမကတော့ company တစ်ခုမှလုပ်တယ်။ အရင်ကျမက work အလုပ်လုပ်တဲ့ as အဖြစ်ဘာအဖြစ်လဲဆိုတော့ a teacher ဆရာမတယောက်အဖြစ်ကျမကအလုပ်လုပ်ပြီးတော့ she works သူမကအလုပ်လုပ်တဲ့ at a company company တခုမှာ some nights when my work finishes late တချို့ညတွေကျမအလုံးနောက်ကျမှပြီးတဲ့အခါ some တချို့သော nights ညတွေ one သောအခါ my work ကျမရဲ့အလုပ်တွေက finish ပြီးဆုံးတယ်ဘယ်လိုပြီးဆုံးလဲဆိုတော့ late နောက်ကျမှ အဲ့တော့ some nights when my work finishes late တချို့ညတွေကျမအလုံးနောက်ကျမှပြီးတဲ့အခါ I see a message pop up message လေးပေါ်နေတာကိုတွေ့ရတဲ့တည်းအရင်ကျမက see တွေ့ရတဲ့ a message message လေးတစ်စောင်းဘလို့လဲဆိုတော့ pop up pop up ဖြစ်တယ်ဆိုတော့ရုပ်တရက်ကလေးပေါ်လာတာမျိုးအာ screen မှာပေါ်လာတာမျိုး pop up ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီ social media နဲ့ပတ်သက်ရင်အဲ့တော့ i see a message pop up message လေးပေါ်လာတာကိုတွေ့ရတယ် Hey just got off my shift what a long day Hey ခုမှငါ့ရဲ့တာဝန်ချိန်ပြီးတာပြင်မလိုက်တဲ့နေ့ဟာဆိုပြီးတော့လေသူတငယ်ချင်းကပို့ထားတယ်ပေါ့နော် Hey just အခုလေးတင်မဲ့ got off ဆင်းလာခဲ့ဘယ်ကနေလဲဆိုရင် my shift ငါရဲ့အလုပ်ဆိုင်အလုပ်ချိန်ကနေအခုမှပြီးပြီးတော့ဆင်းလာခဲ့ရတာတဲ့ what a long day ပင်မလိုက်တဲ့နေ့ဟာဆိုပြီးတော့ I reply tell me over coffee coffee တောင်းရင်ပြောပြမလားလို့ကျမစာပြန်လိုက်တယ် I ကျမက reply စာပြန်လိုက်တဲ့ tell me ငါ့ကိုပြောပြလေ over coffee over coffee ဆိုတာက coffee ပေါ်မှာလို့ပြောတာမဟုတ်ဘူး over lunch ဆိုရင် နေ့လယ်စာစားရင် over dinner ညစာစားရင် over coffee ဆိုတော့ coffee တောင်းရင်းနဲ့ပြောပြမလားလို့ကျမစာပြန်လိုက်တယ် and just like that we share our grown up lives ပြီးတော့အဲ့လိုနဲ့ပဲရင်ကျက်လာပြီဖြစ်တဲ့ကျမတို့ရဲ့လူကြီးတွေရဲ့နေ့စဉ်ဘဝကိုအချင်းချင်းပြောပြကြတယ် and ပြီးတော့ just like that အဲ့လိုမျိုးနဲ့ပဲ we ကျမတို့က share မျှဝေကြတဲ့ပြောပြကြတဲ့ our ကျမတို့ရဲ့ grown up အဲ့တော့ grown up ဖြစ်တယ်ဆိုတာကဒီလူကြီးဖြစ်လာတဲ့ဘဝကိုပြောတယ်ပေါ့အဲ့တော့ခါကျတော့ grown up လူကြီးဖြစ်လာပြီဖြစ်တဲ့ရင်းချက်လာပြီဖြစ်တဲ့ lives ဘဝတွေကို She tells me about stress keeping her awake စိတ်ဖိစီးမှုတွေကြောင့်အိတ်လို့မရဘူးလို့ဒီမှာကျွန်မကိုပြောပြတယ်။ She သူမက tells me ကျွန်မကိုပြောပြတယ် about stress. Stress တွေအကြောင်းဘလို့ stress တွေလဲဆိုရင် keeping her awake. သူမကိုနော် no နေအောင်လို့လုပ်တဲ့ stress တွေအဲ no နေအောင်လုပ်တယ်ဆိုတော့ဗာလေအိတ်လို့မရအောင်လုပ်တဲ့ stress တွေအကြောင်းပြောပြတယ် and i complained about the traffic ကျမကတော့ကားရီကျက်လို့ဆိုပြီးတော့ညီးတယ် and ပြီးတော့ I ကျမက complain ညညူရဲမကြင်မနဲ့ပြောတယ်။ဘာအကြောင်းလဲဆိုရင် about the traffic. Traffic ဆိုတာကဒီရင်ကျောပိတ်ဆို့မှုတွေရင်ကျောကြက်တာတွေကားတွေကြက်တာတွေကိုညညွန်းနေအဲ့ဒါတွေကို traffic ဆိုပြီးတော့ခေါ်ရနော်။ We laugh about how we used to fight over badminton scores. ကြက်တောင်ရရင်နဲ့အနိုင်အရှုံးညင်းခုံရင်ဖြစ်ခဲ့ကြတာတွေကိုပြန်ပြောရင်းနဲ့လေကျမတို့ရှိရတယ်အဲ့တော့ we ကျမတို့က love ရှိမောကြတယ် about ပတ်သက်ပြီးတော့ဘလို့အကြောင်းလဲဆိုရင် how we used to fight ကျမတို့အရင်တုန်းကရန်ဖြစ်ခဲ့ကြတဲ့အကြောင်းကို how ပုံကို we used to fight ရန်ဖြစ်ခဲ့ကြအရင်တုန်းကရန်ဖြစ်ခဲ့ကြပုံကို used to ရဲ့အနောက်မှာ verb 1ပါပြီးဆိုရင်အရင်တုန်းကလုပ်ခဲ့တဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုပြောတယ်အဲ့တော့ we used to fight how we used to fight ကျမတို့ရင်ဖြစ်ခဲ့ကြတဲ့ပုံကိုပြောပြီးရရှိရတယ်။ဘာနဲ့ပတ်သက်ပြီးရလဲဆိုတော့ over badminton scores over နဲ့ပတ်သက်ပြီးတော့ badminton scores ကျတောင်ရိုက်တဲ့ရမှတ်တွေပေါ့နော်အမှတ်တွေတွေ့ရင်လည်းညဉ့်ညခုံကြတာပြောပြီးရရှိရတယ်။ Now we discuss jobs and relationships အခုတော့အလौကိစ္စနဲ့ချစ်သူကြီးစာအကြောင်းကိုတိုင်ပင်နေကြရပြီလေတိုင်ပင်နေကြရပြီပေါ့ now အခုတော့ we ကျမတို့က discuss တိုင်ပင်ကြရဲဆွေးနွေးကြရဲ jobs အလौတွေနဲ့ပတ်သက်ပြီးတော့ and ပြီးတော့ relationships ချစ်သူကြီးစာအကြောင်းတွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်နေကြရပြီ Her Canadian boyfriend knows all about our childhoods သူမရဲ့ကနေဒါနိုင်ငံသားကနေဒါနိုင်ငံသားလူမျိုးရီးစားကလည်းကျမတို့ကလေးတုန်းကအကြောင်းတွေအကုန်လုံးသိပါတယ် Har သူမရဲ့ Canadian boyfriend ကနေဒါနိုင်ငံသားရီးစားကောင်လေးကလည်း No သိပါတယ် All အားလုံးကို About our childhoods ကျမတို့ရဲ့ကလေးတုန်းကကိစ္စနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုသိပါတယ် Next summer for sure we keep saying လာမယ့်ຫນွေရာသီတော့တေချပေါက်တွေးကြမယ်ဆိုပြီးတော့ကျမတို့ပြောနေကြတော့မှာပဲ next summer now ຫນွေရာသီနောက်နှစ်ຫນွေရာသီမှာတော့ for sure တေချပေါက်တွေးကြမယ်ဆိုပြီးတော့ we keep saying ကျမတို့ keep saying စတိုက်ပြောနေမိကြတော့မယ်အဲ့တော့တခုခုကို keep plus verb by ng ဆိုလို့ရှိရင်စတိုက်ပြောမိနေရလုံးမိနေတာမျိုးပြောရဲ one day တနေ့မှာတော့ we will sit together again ကျမတို့အတူတူထိုင်ကြမယ် one day တနေ့မှာတော့ we will ကျမတို့လောက်ကြမယ် sit together အတူတူထိုင်ကြမယ် again နောက်တစ်ခါပြန်ပြီးတော့ I can't wait to see her again ကျမသူ့ကိုပြန်တွေ့ခြင်းလှပါပြီ I can't wait to plus rub one nga တခုခုလှုပ်ချင်လာပြီဖြစ်ချင်လာပြီအဲ့လိုသွားချင်လာပြီစားချင်လာပြီအဲ့လိုပြောတဲ့အချိန်မှာသုံးတာပေါ့ I can't wait to see ဆိုတော့ကျမတွေ့ချင်လာပြီ heart သူမကို again နောက်တစ်ခါထပ်ပြီးတော့ She still feels like my childhood friend next door. သူမကျမရဲ့ဘေးအိမ်ကငငယ်တုန်းကတငယ်ချင်းလေးလိုပဲအခုထိခံစားနေရတော့မယ်။ She သူမဟာ still don't be feels like လူမျိုးခံစားနေရတော့မယ် my childhood friend ငငယ်တုန်းကတငယ်ချင်းလေးလူမျိုးခံစားနေရတော့မယ် next door ဘေးအိမ်က even though she's across the world even though ဆိုတာကဆိုရင်တောင်မှ she's သူမက across the world ကဘာကြီးရဲ့တဖက်ချမ်းကဘာကြီးရဲ့ဟိုဘက် across ဆိုတာကတဖက်ချမ်းကိုပြောတယ်အဲ့တော့သူမကကဘာတစ်ချမ်းမှာရှိနေတယ်ဆိုရင်တောင်မှပဲလေ